TikTok မှာဗီဒီယိုတွေပင်ပန်းတကြီးတင်နေရတယ် view တွေလည်းတက်တယ်ဒါပေမဲ့တပြားမှဝင်ကြွေမရလို့စိတ်ညစ်နေပြီလားဒါကမြန်မာနိုင်ငံက TikTok ရဲ့ creativity program မှာတယုံဝင်မပါလို့ပါဒါပေမဲ့ဒီဗီဒီယိုမှာကျွန်တော်တို့မြန်မာနိုင်ငံကနေပဲ US account တခုကိုအလွယ်ကူဆုံးဘလို့ကြော်ဖွင့်မလဲပြီးတော့ငွေရှာဖို့ပါရီလို့မလဲဆိုတာ A to Z အသေးစိတ်ပြပေးသွားမှာပါ TikTok monetization ကဘလို့အလုပ်လုပ်လဲဆိုတော့အဓိကက requirements နှစ်ခုလိုတယ် follower တောင်းနဲ့နောက်ဆုံးရက်30အတွင်းယူချသိမ့်ပါဒါရီပြင်ရင်တော့အဓိကပြဿနာက region lock ဖြစ်နေတာပါမြန်မာနိုင်ငံကတည်ဝင်မပါတော့ကျွန်တော်တို့ block ပဲတင်တင်ပတ်စံရမှာမဟုတ်ပါဘူးဒါကိုပဲကျွန်တော်တို့အခုဖြည့်ရှင်းကြမှာပါ okay ဒါကဗီဒီယိုရဲ့အရေးကြီးဆုံးအပိုင်းပါ screen recording နဲ့တီချလိုက်ကြည့်ပြပါတဆင့်ချင်းစင်ကိုလွလွယ်ကူကူလိုက်လို့လို့ရအောင်ပြပေးမယ် step 1အရင်ဆုံးကျွန်တော်တို့ VPN တစ်ခုလိုမယ် ကျွန်တော်ကတော့ US region ဖွင့်မှာဆိုတော့ US VPN ကိုချိန်ထားပါတယ်ပြီးတော့ Gmail အသစ်တစ်ခုအရင်ဖွင့်တာပါ step 2 VPN ဖွင့်ထားတော့မှပဲ Chrome နဲ့ဝင်ပြီး TikTok US sign up လို့ရိုက်ရှာပြီးဝင်လိုက်ပါ Gmail နဲ့ဖွင့်မှာဆိုတော့ use phone or email ကိုနှိပ်မယ်ဒီမှာအရေးကြီးတာကမွေးနေ့ကို အသက်18နှစ်ပြီးအောင်ဖမ်းမှန်ကန်ကန်ထည့်ဖို့ပဲပြီးရင် Gmail ထည့်မယ် password ထဲမှာ password format လေးကိုလည်းနမူနာပြထားပါဗျ။ပြီးရင် cook ထည့်ပါမယ်။ကိုယ့်ရဲ့ gmail ထဲကိုဝင်လာပါလိမ့်မယ်။ဒီ cook ခြောက်လုံးကိုထည့်မယ်။ user name တို့ဘာတို့ကနောက်မှ ပြန်ထည့်လို့ရတယ်။ skip ကိုနှိပ်လိုက်မယ်။ step 3 account တို့ရပါပြီ။ဒါဆို TikTok application ထဲကိုဝင်ပြီးခုဖွင့်ထားတဲ့ account နဲ့ပြောင်းနေမယ်။ account ရပြီဆိုတာနဲ့ profile လေးက TikTok Studio ကိုသွားပါ။ အဲ့ဒီမှာ creator reward program ဆိုတာပေါ်နေပါလိမ့်မယ်မြန်မာအကောင့်တွေမှာဒါလုံးဝပေါ်မှာမဟုတ်ဘူးအဲ့ဒါကိုဝင်လျှောက်ရမှာပါကဲအကောင့်တော့ရပြီဒါပေမဲ့ 10k followers နဲ့ 100k views အမြန်ဆုံးပြည့်အောင်ဘလို့လုံးမလဲဆိုတဲ့မိကုံအတွက်ကျွန်တော်နောက်ထပ် video တစ်ခုတီးတန့်လွန်ပေးပါဦးမယ်အခုတော့အကောင့်အရင်အစင်တင်ဖိန့်ထားလိုက်ပါဒီနီးလင်းကတော်တော်အတုံးဝယ်လိမ့်မယ်လို့မျှော်လင့်ပါတယ်လုံးကြည့်ရင်အခက်ခဲတစ်ခုခုရှိရင် comment မှာမေးခဲ့ပါကျွန်တော်အကောင့် live ဖတ်ပြီးဖြေပေးပါမယ် နောက်ထပ်ဘလို့အခမဲ့နီလန်းတွေဒါမှမဟုတ်ဘယ် AI tool အကြောင်းတွေသိကျင်သေးတယ် comment မှာရေးခဲ့ပေးပါဒီဗီဒီယိုကအကျိုးရှိရှိသုံးလို့ရတယ်ဆိုရင် channel ကို subscribe လုပ်သွားဖို့မမေ့နဲ့နော်ဒါမှနောက်ထပ်အသုံးဝင်တဲ့ဗီဒီယိုတွေလွတ်မသွားမှာပါ